လူငယ်တို့ဟာရေကစားဥယျာဉ်မှာဖွယ်နှင်းသဘင်ပွဲကျင်းပဖို့ဆုံးဖြတ်ခဲ့ကြပေမဲ့အဲ့ဒီနေရာတင်မေးတမန်ထောင်ချောက်တွေတက်ဆင်ထားတဲ့ကြောက်မဖွယ်ရနေရာတစ်ခုဖြစ်နေခဲ့ပါတယ်။ဟုတ်ကဲ့အားလုံးပဲမင်္ဂလာပါ။ကျွန်တော်ရဲ့ channel လေးရနေတဖန်ပြလဲကြိုဆိုလိုက်ပါရစေ။ဒီနေ့မှာတော့ပရိသတ်တို့2019ခုနှစ်ကထွက်ရှိခဲ့တဲ့အကွာဆလတ်ဆိုတဲ့တက်ထည့်ရေဖို့ဟောရာစကားကောင်းလေးတကားနဲ့တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ဒီတော့အစီအစဉ်လေးမစတဲ့ခင်မှာရုပ်ရှင်စကားကောင်းလေးတွေကိုစစ်စစ်မပြတ်ကြည့်ရှုလို့ရတယ်ဆိုလို့ရှိရင်တော့ကျွန်တော်ရဲ့ channel လေးကိုလည်း like and subscribe လုပ်ပေးဖို့တောင်းဆိုရင်းနဲ့စစ်စစ်ဖြစ်ပြီဆိုလို့ရှိရင်အခုပဲစလိုက်ကြရအောင်ပါ ဇလန်းလေးရဲ့အစမှာတော့ဘသူပဲဝါမမသိတဲ့ပပဲစရာတူကသူ့ရဲ့အေမဓမ္မအယူတေးစကြသွေးနေပြီးတော့အချိန်တော်တန်ကြအောင်အချိန်ချင်းသွေးပြီးတဲ့နောက်မှာတော့ဓာသွားဟာထမြပြီးတော့အသုံးပြုဖို့အစီအစစ်ဖြစ်နေပါပြီဒီပပဲရုံနဲ့မလှမကန်းကဝက်ဖယ်လီရေကစားဥယျာဉ်ထဲမှာတော့လူငယ်ချစ်သူစုံတဲ့တွေဟာလက်ကားတွေတစ်ခုရဲ့အောက်နားမှာကြီးနူးစရာအခိုက်နဲ့တစ်ခုကိုဖန်တီးနေကြပါတယ်အဲ့ဒီအချိန်မှာပဲကောင်မလေးကစူညံစံတစ်ခုကြားလိုက်ရလို့စိတ်နှောက်ရှက်ဖြစ်မိသွားပြီမယ်။သူမရဲ့ချစ်သူကောင်လေးကစိတ်မပူဘဲပြောလိုက်ပြီးတော့ပိုတက်တော့တက်တာရှိမဲ့နေရာကိုခေါ်သွားဖို့တဆုံးဖြတ်လိုက်ပါတယ်။ ဒီလိုနဲ့သူတို့လည်းလှေကားပေါ်ပြန်တက်လာပြီးတော့ဖြစ်ဖြစ်ရှင်းရှင်းသွားလာနေကြတော့မှပဲခုနဓာသွင်းနေတဲ့ဗဘဲဆရာအေးမဓာကြီးကိုင်ပြီးတော့ရုပ်တရက်ပေါ်လာခဲ့ပါတော့တယ်သူတို့လည်းမထင်ထားတဲ့မြင်ကွင်းကြောင့်အာအတင်းသွားကြသလိုလူငယ်ကလည်းကြောက်ကြောက်လန့်လန့်နဲ့နောက်ဆုံးရင်းနဲ့ခြံစည်းရိုးပေါ်ကနေကြော်ပြီးအောက်ပြုတ်ကျသွားခဲ့ပါတော့တယ်မင်းကလေးရလေသူမကိုအသက်ချမ်းသာပေးဖို့တောင်းမှန်ပေမဲ့ဓာသမားကတော့လုံးဝကယူမဆိုင်ပဲနဲ့သူမကိုရရဆက်ဆက်စတင်ခုတ်ထိတ်လိုက်ပါတော့တယ်ခဏကြာမှပဲမင်းကလေးရဲ့ခန္ဓာကိုအစိတ်ပိုင်းနေရလေရှော့ပေါ်ကနေပြချခံလိုက်ရပြီးတော့အောက်ဘက်မှာသတိမိနေတဲ့သူ့ချစ်သူရဲ့ခန္ဓာကိုယ်ပေါ်ပျောက်ပြလာခဲ့ပါတယ် ဒီလိုခြောက်ခြားပွဲရာသွတ်ထွက်တိုင်ယုံဖြစ်ရကြီးဟာနမဲဆိုးနဲ့ကြောကြားလာတဲ့ Waffley Waterpark ကိုចောင်းသားတွေရောက်မလာခင်မှာပဲဖြစ်ပျက်သွားခဲ့တာပဲဖြစ်ပါတယ်။ဒီပန်းညံဟာနမဲဆိုးနဲ့ကြောကြားနေပေမဲ့ Valley Hill ចောင်းဟာဘွဲရចောင်းသားတွေရောက်ရှိလာမဲ့အချိန်ကိုစောင့်ဆိုင်းနေခဲ့တာဖြစ်ပါတယ်။နိုင်ရင်နေငယ်လောက်ကြမှာပဲဖဲလီဟောကြောင်းကဘွဲရကြောင်းသားတွေပါလာတဲ့ကားတွေဟာပျော့ပွဲရှစ်ပွဲကျေးပါဖို့ဝက်ဖဲလီစီကိုရောက်ရှိလာခဲ့ကြပါတယ်။သူတို့ထဲမှာတော့ George လို့ခေါ်တဲ့ The Blade Rock DY ရဲ့ဂီတာသမားအပြင်တငယ်ချင်းတွေဖြစ်ကြတဲ့ Chapness Lin တို့လည်းပါဝင်လာခဲ့ကြပါတယ်။ သူတို့ကလည်းပန်းညံနဲ့မဝင်ခင်မှာပဲ Phil ဆိုတဲ့ចောင်းသားတဦးက Josh တို့အဖွဲ့ကိုစတင်နှောက်ယှက်လာခဲ့ပါတယ် Phil ကဝေဖန်ပုတ်ခတ်ရုံနဲ့အားမရတော့ဘဲနဲ့သူ့တငယ်ချင်းတွေကိုပါခေါ်ပြီးတော့ရန်စဆိုင်းရောက်တာတွေပါလှုပ်လာခဲ့ရင်းနဲ့အခြေအနေကလည်းပိုဆိုးလာခဲ့ပါတယ်ဒါပေမဲ့ကံကောင်းစွာနဲ့ပဲចောင်းကော်မတီကောင်းဆောင် Alice ကလည်းရောက်လာပြီးတော့သူမရဲ့ speaker တစ်လုံးနဲ့ဝင်ရောက်ဖြည့်ရှင်းပေးရင်း Phil ရဲ့အချက်ခွဲခံလာရပါတော့တယ် အဲ့ဒီနောက်မှာတော့ Alice က1980ပြည့်လွန်နှစ်တွေကလေးကစတင်လာခဲ့တယ်။ဒီပန်းချံရဲ့အစဉ်လာအရာဖွယ်နှင်းသဖြင့်ဒီတပတ်စနေတနင်္ဂနွေနေ့မှာကျင်းပမယ့်အကြောင်းနဲ့ဒါကသူတို့ဘဝရဲ့အကောင်းဆုံးသောအခိုက်အတန့်အဖြစ်အမှတ်ရနိုင်လိမ့်မယ်ဆိုတာကိုကြေညာလိုက်ပြီးတော့ကျောင်းသားတွေကလည်းသူတို့ဘဝရဲ့ပျော်စရာအကောင်းဆုံးရသက်တဲ့ဘက်ကိုအရက်တောင်းရင်ရေကစားရင်ဖြတ်တန်းမှုပြင်ဆင်နေခဲ့ကြပါတယ်။တစ်ဖက်မှာတော့ဂျော်ဒိုတီဝိုင်အဖွဲ့ကစင်မြင့်ပေါ်မှာစက်ပစ္စည်းတွေတက်ဆင်နေကြရင်လည်းအဲ့ဒီအချိန်မှာပဲပန်းချံဆောင်ခွန်ရက်ကလည်းရောက်လာခဲ့ပါတယ်။ ခရွန်ရက်ကလည်းအခြေအနေလာရောက်မေးမြန်းရင်းနဲ့ဂျော့စတိုရဲ့ TY ဟာ80ပြည့်လို့နှစ်တရာကနဝင်ရော့ကီတောက်တိခတ်မယ်လို့သိလိုက်ရတာနဲ့သူကလည်းကျင်းနေသွားပြီးတော့လျှက်စစ်ဂျိုးတွေငါးပင်းရင်းနဲ့တစ်ဆက်တည်းမှာပဲလူကြီးတွေမကြိုက်တဲ့ခစ်ပေါ်အလက်ထရစ်မျူစစ်တွေကိုတော့မတီးကြဖို့သတိပေးသွားခဲ့ပါတယ်အဲ့ဒီနောက်မှာတော့ခွန်ရက်ကလည်းသူဟာပန်းချန်စားဖွဲ့ငန်းထဲကအလုပ်လုပ်ခဲ့ဘူးကြောင့်ဒီနေ့ဟာတစ်ချက်ရတော့နမဲအကြီးဆုံးရေကစားဥယျာဉ်ဖြစ်ခဲ့ပေမဲ့ပန်းချန်ထဲမှာဖြစ်ပျက်ခဲ့တဲ့လူသိမ်းဆုံးမှုတွေကြောင့်တဖြည်းဖြည်းနမဲပြက်ပြီးတော့စစ်ပစ်ခံခဲ့ရကြောင်းပြောပြလာခဲ့ပါတယ် ူကတော့အဲ့ဒါတွေကမတော်တဆမှုတွေဒါဖြစ်ပြီးတော့ကလာဟလာတွေပြတ်နေသလိုရာဇဝတ်မှုမဟုတ်ဘူးလို့လည်းပြောပေမဲ့ဒါဖြစ်ဖြစ်တတိထားနေဖို့တော့ George တို့မှာသွားသလိုအကူညီလိုအပ်ရင်လည်း तू ကဒီနောက်ဝင့်ချင်မှာပဲရှိလိမ့်မယ်လို့ဆိုပါတယ်။ပန်းချိန်ရဲ့အခြားတနေရာမှာတော့ဝန်ထမ်းတအုပ်ဖြစ်တဲ့ Preseller ကကားကြီးစေးတဲ့ challenge တစ်ခုနဲ့ចောင်းသားတွေကိုမိတ်ဆက်ပေးနေပြီးတော့ရှင်းရှင်းပြောရရင်တော့ main ကလေးတွေကဥရောပခီးစဉ်အတွက်စုကြည့်ငွေရဖို့ပန်းချိန်တွေကကားတွေကိုတက်ရှင်းပေးရမှာဖြစ်ပါတယ်။ចောင်းသူတွေကလည်းစုကိုစိတ်ဝင်စားသွားပြီးတော့တစ်ဖွဲ့ပြီးတစ်ဖွဲ့ကားတွေကိုရေးဆေးကုန်ကြပါတော့တယ်။ အဲ့ဒီနောက်မှာကြာခင်မှာပဲပန်းချံဝင်တဲ့တူဖြစ်တဲ့ထွန်မီယာသူ့ရဲ့ချစ်သူခင်ဘရယ်လီကိုရှာဖွေရင်းနဲ့အနောက်ကိုရောက်လာပြီးတော့ပရီဆက်လာကလည်းကိုယ့်အလုပ်ကိုအာယုံဆိုင်လုပ်ဖို့တတိပေးခဲ့ပြီးမယ်ထွန်မီယာကဂယုမဆိုင်ပဲသူ့ချစ်သူကိုဆက်ရှာနေခဲ့ပါတယ်။တစ်ချိန်တည်းမှာပဲခင်မလေးကတော့စီမင်းစီရောက်နေပြီးတော့အဲ့ဒီအချိန်မှာပဲဂျော့ချ်ကလည်းဂီတာကျိုးညှိလို့ပြီးသွားပါတယ်။တကယ်တော့ခင်မလေးကဂျော့ချ်ရဲ့ရည်သားဟောင်းဖြစ်ပြီးတော့ဒီပန်းချံမှာအလုပ်လာလုပ်နေတာဖြစ်ပါတယ်။ဒီလိုနဲ့သူတို့လည်းမထင်မှာပဲပြန်ဆောင်ကြတဲ့အခါမှာတော့စကားပြောရဆိုတာခက်ခဲနေကြပြီးမယ်။သူတို့နှစ်ယောက်ကြားမှာခံစားချက်တွေတော့ရှိနေပါသေးတယ်။ တို့စကားကောင်းနေကြတော့မှပဲခဏကြာမှချစ်သူဘောတဝင်တုံနေထုံမီကလည်းရောက်လာပြီးတော့ခင်မလေးကိုဒီနေရာကနေထွက်သွားဖို့နဲ့အပြင်မှာတခုတော့ဆားကြမယ်လို့အကြောင်းပြပြီးဆွဲခေါ်သွားခဲ့ပါတယ်ဒီလိုလှုပ်သွားတာကြောင့် George ကလည်းသူ့ရီစားဟောင်းကိုပြန်ရယူဖို့ပို့ပြီးတော့ဆက်ရထပ်တန်လာခဲ့ပါတော့တယ်နောက်ပိုင်းမှာတော့ခင်မလေးအလုပ်ကိုပြန်ရောက်လာတဲ့အခါကျောင်းသားတူရှောပေါ်ကနေအရက်ပလင်းကင်ပြီးဆင်းလာတယ်လို့အဆက်အသွယ်ပြုလုပ်သူကပြောပြပါတယ်သူမလည်းအဲ့ဒီကျောင်းသားကိုတားဆီးဖို့ကြိုးစားခဲ့ပြီးမယ်အတော့နောက်ကျသွားခဲ့ပြီးတော့နောက်ထပ်ကျောင်းသားတစ်ယောက်ကပါဆင်းလာတာကြောင့်ပလင်းနဲ့ခေါင်းနဲ့တိုက်မိပြီးတော့ဒဏ်ရာရသွားခဲ့ပါတော့တယ် တစ်ချိန်တည်းမှာပဲကန်းကျင်အနီးကကန်းကျင်မှာတော့ပရီဆယ်လာဟာလည်းခွင်ရေးကိုအရယူရင်းနဲ့အနာယူနေပြီးတော့ចောင်းသားအလုံးကိုသူမရဲ့အလှပတွေကိုပြသနေခဲ့ပါတယ်အဲလစ်ချန်နဲ့ဆလင်းတို့ကလည်းပဝင်းကျင်ကိုလေးလာနေကြပြီးတော့မကြခင်မှာပဲဖေးရောက်လာပြီးတော့ပရီဆယ်လာကိုချင်းကပ်ဖို့ကြိုးစားနေကြပါတော့လေ။ဒါပေမဲ့သူတို့တောင်းအောင်ကတော့ဖေးကိုလှောင်ပြောင်လိုက်တာကြောင့်သူကလည်းဒေါသထွက်သွားပြီးတော့နေရာကနေထွက်သွားခဲ့ပါတယ်။ဆလင်းကလည်းအခွင့်အရေးကိုလက်လွတ်မခံဘဲနဲ့ပရီဆယ်လာနဲ့စကားပြောဖို့လုပ်ခဲ့ပေမဲ့သူမကြိုးစားသေးခင်မှာပဲပရီဆယ်လာစီကိုဂျော့ရှ်ဖခင်ဖြစ်သူမိုက်ကယ်စီကချင်းတွေးဖို့ဖုန်းခေါ်လာခဲ့ပါတယ်။ ရေကူးကံမှာမတော်စားထိခိုက်မှုဖြစ်ခဲ့တဲ့လူငယ်တွေအတွက်တော့ကံမကောင်းခဲ့ပါဘူး။သူတို့နှစ်ဦးကိုလူနာတင်ရင်နဲ့ခေါ်သွားခဲ့ပေမဲ့ပန်းကျင်ပါရှင်ပေါ်ကတော့ပန်းကျင်ကိုဆက်လက်ဖွင့်ထားပြီးတော့ခနှစ်ကိုရေကန်တရှင်လှုပ်လိုက်ဖို့ပဲပြောခဲ့ပါတယ်။နိုင်အနေငယ်ကြမှာတော့ George နဲ့သူ့တီအိုင်းဖွဲ့ဟာကားထဲမှာစုဝေးနေကြပြီးတော့ထိုမီကခင်မာလီနဲ့လမ်းလျှောက်ထွက်နေတာကိုမြင်လာရပါတယ်။ချက်နဲ့စလင်းတို့ကထိုမီကိုဖျက်ပြပွဲအတွက်အတန်ဆန်းတာကူညီပေးဖို့တောင်းဆိုလာခဲ့ပြီးတော့ထိုမီကလည်းစိတ်မပါပေမဲ့ကူညီဖို့လိုက်သွားခဲ့ရပါတယ်။ သူတို့တောင်းထထသွားတဲ့အခါမှာတော့ခင်မာလီနဲ့ဂျော့ချ်တို့နှစ်ဦးတည်းသာကြံငယ်ပြီးတော့ဂရာသမားဂျော့ချ်ကလည်းလက်နှင်းမနေတော့ဘဲနဲ့သူ့ရီစားဟောင်းချက်ချင်းမဲ့ကောက်နှင်းလိုက်ပါတော့တယ်။သူတို့နှစ်ဦးကနားလေမူလွယ်ခဲ့တာကြောင့်လမ်းခွဲခဲ့ရတာကိုပြပြနေခဲ့ကြပြီးတော့ဒီလိုနဲ့သူတို့စုံတွဲရလဲပြန်လဲတိတ်မြတ်သွားပါတော့တယ်။ဂျော့ချ်မသိလိုက်တာကတော့သူ့ဖေမိုက်ကယ်ဟာပရီဇယ်လာနဲ့အတူတမိုးကြီးစောင်းဆိုင်တစ်ခုမှရှိနေခဲ့တာဆိုတာပါပဲ။ တန်းကြံကိုပြောင်းလာတဲ့အခါမှာတော့ George နဲ့ Kimberly ကတန်းစီကန်နဲ့ကိုတိတိစိတ်ဝင်ရောက်ရင်းနဲ့လူတိုင်းနဲ့ဝေရမှာ romantic ဆန်ဆန်အခိုက်အတန့်တစ်ခုကိုရယူနေခဲ့ကြပြီးတော့အနီးနားမှာရှိနေတဲ့ Faye ရလည်းသူမြင်တမယောက်ဖုန်းကင်မရာနဲ့ဗီဒီယိုရိုက်ကူးသွားခဲ့တဲ့ဆိုတာကိုသူတို့ကမသိလိုက်ကြပါဘူး။ညောင်တဲ့ခါမှာတော့သူတို့ဇုံတွေကလည်းလူစုခွဲပြီးတော့ပြပြက်ခဲ့သမျှအထူးသဖြင့်ထိုမီကိုလှုပ်ဝက်ထားဖို့ဆုံးဖြတ်ခဲ့ကြပါတယ်။အဲ့ဒီနောက် T1 ဖြောပြပွဲစတင်မှုအချိန်ရောက်ရှိလာခဲ့ပြီးတော့အစာပိုင်းမှာတော့အရာအလုံးကအဆင်ပြေနေပုံရပါတယ်။ဒါပေမဲ့ Fae ကအဲ့ဒီဗီဒီယိုပါတီရလူတိုင်းစီကိုမျှဝေလိုက်တဲ့ခါမှာတော့ဗီဒီယိုကလည်းထိုမီရဲ့မျက်စိရှိကိုရောက်ရှိလာခဲ့ပါတော့တယ်။ ဒေါသထွက်နေတဲ့တူမီကလည်းစင်မြေပေါ်ပြေးတက်သွားပြီးတော့ဂျော့ချ်ကိုထိုးလိုက်တာကြောင့်ဖြော်ဖြေးပွဲလေးရက်သွားရင်းနဲ့ရက်ပွဲဖြစ်သွားခဲ့ရပါတယ်။ခဏကြာမှာတော့ပြီဆယ်လာလည်းအခြေအနေတွေထိန်းသိမ်းဖို့ရောက်လာပြီးတော့ထိုမီကိုလည်းအလုပ်ထုတ်လိုက်ပြီးမယ်။ထိုမီကတော့အားလုံးကိုချိတ်ချောက်ကြိမ်းမောင်းပြီးတော့ခင်မာလေးကိုပါဆွဲခေါ်သွားခဲ့ပါတယ်။ပြီဆယ်လာကလည်းဂျော့ချ်ကိုဖြစ်ဖြစ်ခဲ့တာတွေအတွက်တောင်းပန်နေရင်းနဲ့သူမရဲ့အကြီးအဲလစ်ဘေးမှာရက်နေတဲ့ပေါ်စီကိုရောက်သွားခဲ့ပါတယ်။သူတို့နှစ်ဦးကလူတိမခံမဲ့တက်တိတ်မုံချိတ်ကြိုက်နေကြမဲ့သူမလည်းသဘောပေါက်သွားခဲ့ပြီးတော့ချက်ကတော့ဂျော့ချ်ကိုထူပေးရင်နဲ့သူ့ခန်းစီကိုပြတ်ခေါ်သွားခဲ့ပြီးမြဲမှာမိုက်ကယ်နဲ့ဆုံတွေ့ခဲ့ကြပါတယ် ချက်ကသူတို့ကိုနှစ်ယောက်ထဲထားခဲ့ပေမဲ့ဖခင်နဲ့သာဆက်ဆံရေးရတော့မကောင်းမှုနေခဲ့ပါဘူး။မိုက်ကယ်ဟာတားအတွက်ဆိုရင်ပူပန်နေတဲ့ဖခင်တူလိုဟန်ဆောင်မှုစူးစမ်းနေပြီးတော့ George ကိုလက်ဆောင်ပေးဖို့အတွက်ပန်းညံဝယ်တော့မယ်လို့တော့ပြောခဲ့ပါတယ်။ဒါပေမဲ့သူသား George ကတော့ဖခင်ဖြစ်သူကိုစိတ်ပြတ်နေခဲ့ပြီးတော့သူ့ရဲ့ပိုင်ဆိုင်မှုအားလုံးနဲ့ဝယ်ရင်တော့ဖခင်အပေါ်ဘယ်တော့မှအမြင်ကြီးလာမှမဟုတ်ကြောင်းပြောသွားခဲ့ပါတယ်။ရံမွဲပြေးသားချိန်မှာတော့ချက်ကလည်းအခန်းထဲပြန်ရောက်နေပြီးတော့ခင်မာလီယာလည်း George နဲ့တွေ့ချင်ကြောင်းပြောရင်းနဲ့ရောက်လာခဲ့ပါတယ်။ခဏကြာမှာတော့ George ကလည်းအခန်းထဲကိုပြန်ရောက်လာပြီးတော့သူတို့ဇုံတွဲကလည်းစကားအတူတူပြောရင်းနဲ့လမ်းလျှောက်ထွက်သွားကြပါတယ် တစ်ဖက်မှာတော့ပန်းကြံတွေကလူသေဆုံးမှုတွေဖြစ်စေခဲ့တဲ့ဓာသမားကနောက်တစ်ချိန်ထပ်ပေါ်လာခဲ့ပါတယ်။ဒီတစ်ချိန်မှာတော့သူက short တစ်ခုစီကိုတွားရင်းနဲ့ခက်ထက်ထက်ဓာသွားနှစ်ချောင်းပတ်ရဲ့အလေတက်တက်မှာ H ပုံတက်ဖြစ်အောင်ထိုးဆိုင်လိုက်ပြီးတော့တင်မင်းတမန်ထောင်ချောင်းတစ်ခုတက်ဆင်သွားပြန်ခဲ့ပါတယ်။နောက်တစ်နေ့မနေ့မှာတော့ Michael ကသူ့ဝယ်ယူခြင်းနေတဲ့ပန်းကြံစစ်စစ်နေတုန်းမှာဘေးရီးဆန်ဆန်လူကြီးကသူ့နောက်ကနေပေါ်လာပြီးတော့သူ့ကိုတနက်နဲ့ချိန်လိုက်ပါတယ်။မိုက်ကယ်ကလည်းကြောက်လန့်သွားပြီးတော့သူဘာလို့ဂျင်လဲလို့မေးခဲ့ပေမဲ့ဗီလန်ကသူ့ကိုချစ်တော့ကိုပြစ်ချလိုက်ပြီးတော့ဂိုဒေါင်နဲ့ဝင်ငိုင်းခဲ့ပါတယ် ဂိုရောင်နဲ့ရောက်သွားတဲ့မိုက်ကယ်ကလည်းကြောင်းလန့်တကြားနဲ့ထွက်ပေါက်ရှာရင်းနဲ့ဂိုရောင်တကားတစ်ချက်ကိုဆွဲဖွင့်မိလိုက်ပြီးတော့အထက်မှာတော့ဘရီဒီဆန်ဆန်လူကြီးရဲ့လက်ချက်နဲ့တိတ်ဆုံးနေတဲ့ချစ်သူဇုံတွဲရဲ့ရုပ်အလောင်းတွေကိုတွေ့လိုက်ရပါတော့တယ်အကြေရလေအတော်သွေးပြက်ပြီးတော့ကြောင်းလန့်တုံလုံးနေပြီအသက်ချမ်းသာပြီးဖို့တောင်းပန်ခဲ့ပေမဲ့အဲ့ဒီလူကတော့ခရူးမဆိုင်ပဲနဲ့နောက်ထပ်တနက်တစ်ချက်ပြစ်သွင်းလာပြီးတော့မိုက်ကယ်ကိုလည်းအဆုံးသတ်ခဲ့ပါတော့တယ်အနီးနားမှာတော့ထိုမီယာခင်မာလေးစီကိုစာရီဇက်လိုက်ပို့ရင်းနဲ့တောင်းပန်နေပြီးတော့ပြန်တွဲနိုင်ဖို့စူးစမ်းနေခဲ့ပါတယ် ဒါပေမဲ့မကြခင်မှာပဲအဖိုးကိုခွန်ကလည်းသူ့ကားထဲဝင်လာတာကြောင့်ထိုမီကလည်းအံဝသွားရပြီးတော့အဖိုးအိုကတော့ကောင်မလေးကိုဒီတိုင်းလွတ်ထားဖို့နဲ့တကယ်တမ်းမှာတော့ခင်မလေးကထိုမီကိုဘယ်တော့မှမချစ်ခဲ့ဘူးလို့ခေါ်ကဆိုပါတယ်။ဒါပေမဲ့ထိုမီကဒီစကားကိုမယုံကြည်ပဲနဲ့အဖိုးအိုထွက်သွားပြီးတော့သူ့အလို့သူ့လို့ပြောလိုက်ပါတယ်။ဒါနဲ့ပဲခေါက်ကလည်းဘာမှဆက်မပြောတော့ပဲနဲ့ကားထဲထွက်သွားခဲ့ပေမဲ့ပြဿနာတွေကိုဘယ်လိုဖြေရှင်းရမလဲမသိတဲ့နောက်ထပ်လူငယ်တစ်ယောက်လို့ထိုမီကိုလှောင်မြောင်သွားခဲ့ပါတယ်။အဲ့ဒီအချိန်မှာပဲပန်းညံကကန်းကြီးပေါ်မှာကောင်လေးတဦးကသူ့ဝင်ဘေးမှာရှိနေပြီးတော့ခြေထောက်ထိုင်ရရနေပါတယ်။ ကောင်လေးကတော့သူ့ကိုအိမ်ပြန်ခေါ်သွားပေးဖို့အမေဖြစ်သူကိုတောင်းဆိုလိုက်ပေးမယ်။သူ့အမေကတော့တရက်စာအတွက်ဝင်ကြီးပေးပြီးသားလို့ပြောရင်ဒဏ်ရာရတာတဲ့ခြေထောက်ကိုစီးဖို့ပလတ်စတစ်အိတ်တလုံးကိုပစ်ပေးလိုက်ပါတယ်။ကောင်လေးကလည်းသူ့မိစကားကိုနားထောင်ရင်းနဲ့စက်ကစားနေခဲ့ပြီးတော့ရုပ်တရက်သဲထဲမှာမြှောက်ထားတဲ့အိတ်ခွေကက်ဆက်အဟောင်းတလုံးကိုတွေးလိုက်ရပါတယ်။အောင်းစရာကောင်းတာငကြက်လဲပါသေးတဲ့ဒီကက်ဆက်ဟာအလုံးလုံးနေစဲဖြစ်ပြီးတော့ကောင်လေးကလည်းတိတ်ထက်တချင်းတွေကိုစက်တွေနားထောင်နေခဲ့ပါတယ်။ဒါပေမဲ့သူ့အမေကတော့ထုံးစံအတိုင်းဂရုမစိုက်ခဲ့ပါဘူး။ ။ပန်းညံထဲမှာတော့ပုံမှန်အတိုင်းပဲចောင်းသားတွေကပျော်ပျော်ရွှင်ရွှင်နဲ့အချိန်ကုန်နေကြပြီးတော့အဖိုးကိုကန့်ရလဲရေလာလျှော့တဲ့ကိုရေလွတ်ဖို့တလက်ကိုလှည့်နေခဲ့ပါတယ်။လျှော့ရဲ့အတွင်းဘက်ထဲမှာထည့်ထားတဲ့ခြုံများနေတဲ့ဓာတ်သောထောင်ချောက်တွေကိုတော့တန်တရားမွေမိခဲ့ပါဦး။ပို့ဆိုးတာကတော့ဒီနေ့မှာပဲចောင်းသားတွေကပင်လယ်မွေပြိုင်မွဲလို့လူသိများတယ်။ရေလာလျှော့သည့်ပြိုင်မွဲရှင်ပြိုင်ကြမှာဖြစ်ပါတယ်။အဖွဲ့၃ဝင်ဟာရှော့တွေနဲ့ဆင်းရမှာဖြစ်ပြီးတော့ရေကူးကန်တွေကိုအရင်ဆုံးရောက်တဲ့အဖွဲ့အနိုင်ရမှာဖြစ်ပါတယ်။ကြောင်းသားအဖွဲ့တွေကလည်းပြိုင်ပွဲအတွက်စူးစီးနေကြတော့မှာပဲထုံမြက်ပေါ်လာပြီးတော့သူပါပန်းချန်ရဲ့ကစတမာတအူးအဖြစ်နဲ့ပါဝင်မယ်လို့ပြောလာခဲ့ပါတယ်။ ထူမီယာအဖွဲရဲအတင်းကျပ်ဝင်မှုစူးစမ်းခဲ့ပေမဲ့ဖေးနဲ့သူ့တငယ်ချင်းတွေကတားဆီးခဲ့တာကြောင့်ထူမီလည်းဘာမှမတက်နိုင်တော့ပဲလက်လျှော့ခဲ့ရပါတယ်။နောက်ဆုံးမှာတော့ကျောင်းသားသုံးယောက်တည်းတည်းအဖွဲတွေဖွဲ့လိုက်ကြပြီးတော့ George, Kimberly နဲ့ Chester တို့ကတစ်ဖွဲ၊ Alice နဲ့သူ့တငယ်ချင်းနှစ်ဦးကတစ်ဖွဲဖြစ်လာခဲ့ပါတယ်။မကြခင်မှာပဲထူမီယာလည်းရေစင်းပိုက်တစ်ခုကနေပြီးတော့ရေတွေရိုစိမ့်နေတာကိုမြင်လိုက်ရပြီးစိုးစိုးရိုးရိုးမတော်တဆဝင်ဖြစ်လာမှာကိုစိုးရိမ်သွားခဲ့ပါတယ်။သူကကျောင်းသားတွေစီကိုလိုက်လာပြီးတော့ Shore ကနေမစင်းကြဘူးလူသားရောသတိပေးဖို့စူးစမ်းခဲ့ပေမဲ့ Phil ကနောက်တစ်ချိန်ရှေ့ကနေပိတ်ရက်ပြီးသူ့ကိုတားဆီးခဲ့ပြန်ပါတယ်။ နောက်ဆုံးမှာတော့ challenge စတင်မှုတို့အချိန်ရောက်လာခဲ့ပြီးတော့ဖော်က preset လာပြီးမှရန်ရင်လည်းစီးမြင့်တွေကိုအားလုံးသိအောင်ရှင်းပြနေခဲ့ပါတယ်အဖွဲ့၃ဘွယ်ဟာ short scene နေတဲ့တစ်ချောင်းလုံးတဦးနဲ့တဦးဖတ်ထားရမှာဖြစ်ပြီးတော့အနိုင်ရတဲ့အဖွဲ့ကိုဒေါ်လာ900စုချင်းမြင့်မှာဖြစ်ပါတယ် connect ကတော့လိုအပ်ရင်အသက်ကသမားဖြစ်လုံဆောင်မှုအောက်မှာဆောင်ဆိုင်နေမှာဖြစ်ပါတယ်စီကဲအားလုံးရှင်းပြပြီးတဲ့နောက်မှာတော့၃ယောက်တွဲအဖွဲ့ဟာ short ၃ခုပေါ်မှာနေရာယူနေကြပြီးတော့ဖော်ကတော့တနက်ပြဖောက်ရင်ပြပွဲစတင်ကြအောင်အချက်ပြလိုက်ပါတော့တယ်အဲ့ဒီအချိန်မှာပဲထုံမင်းရဲ့လှေကားပေါ်တက်လာပြန်ပြီးစိုးစိုးရိမ်မတော်တော်ဆောက်မှုတွေဖြစ်တော်မယ်လို့လူတိုင်းကသတိပေးခဲ့ပါတယ် ရှော့တစ်ခုကပျက်စီးနေကြောင်းမှတက်သိပြခဲ့ပေးမယ်ဘသူမှဆော့ပေးကောင်ထုံမီရဲ့စကားကိုနားမထောင်ခဲ့ပါဘူးထိုမီရလည်းလက်မလျှော့သေးမနဲ့အခုချိန်ဟာဒီပန်းညံထဲမှာရာဇဝမှုတွေစတင်ဖြစ်ပွားခဲ့တာ35နှစ်ပြည့်ပြီဖြစ်ကြောင်းနဲ့ဒီနေ့မှာအဲ့ဒီအရာတွေအားလုံးပြတ်ဖြစ်တော့မယ်လို့အခိုင်အမာပြောနေခဲ့ပြန်ပါတယ်။ကမ်ကောင်းစွာနဲ့ပဲဟောင်းနဲ့ပရီဆယ်လာတို့က challenge ကိုဆက်လုပ်ဖို့ဆုံးဖြတ်ခဲ့ကြပြီးတော့အဖွဲ့တွေကလည်း short တွေထဲကိုဆင်းသွားခဲ့ကြပါတယ်။အစပိုင်းမှာတော့အရာအားလုံးအစီပြေနေပုံရပြီးတော့ဟောကလည်းနောက်ထပ်အဖွဲ့တွေကိုပါ short တွေထဲကိုဆင်ခိုင်းလိုက်ပါတယ်။ ဒါပေမဲ့ထုံမီကသူတို့ကိုရက်တက်မှုအတင်းကျပ်လိုက်ပြောနေတာကြောင့်ဖေးကလည်းဒေါသထွက်လာပြီးတော့စောက်တုံးလာရင်ထုံမီပါရှော့တဲ့ကိုမတော်စပြုတ်ကျသွားခဲ့ပါတော့လေအဖွဲတွေလည်းရှော့တဲ့ဆက်ပြီးဆင်းနေကြပြီမယ်အဲလစ်နဲ့သူတငယ်ချင်းတွေရွေးချယ်လိုက်ရရှော့ရတော့ဒါသောနောက်ကြောင့်ကက်လက်ပြတ်တက်စင်လာတဲ့ထောင်ချောက်ရှိတဲ့ရှော့ဖြစ်နေခဲ့ပါတယ်အဲလစ်ကတော့ကံကောင်းစွာနဲ့ပဲအဖွဲရဲ့ရှေ့ဆုံးမှာရှိနေတာကြောင့်ဒါသောရိစီကိုတတက်မမတ်ဝင်သွားပြီးတော့သူမရဲ့ခန္ဓာကိုယ်ကလည်းတစားစီဖြစ်သွားပါတော့တယ်မိနစ်အနည်းငယ်ကြာမှာတော့ Josh Kimberley နဲ့ Chase တို့အဖွဲရှော့တဲ့ကထွက်လာရင်လည်းရေကူးကန်နဲ့ပထမဆုံးရောက်လာကြပြီးတော့သူတို့ကိုသူတို့ဝင်နာတဲ့အဖြစ်အဝဲခံနေခဲ့ကြပါတယ် တစ်ဖက်မှာတော့ Airless Cash Shore ထဲမှာဓာသားတွေကြပိတ်မိနေတဲ့ကြံတဲ့တငငချင်းနှစ်ယောက်ကိုလည်းရေအားတုံးမနေတာကြောင့် Shore ထဲမှာရုံင်းစက်ကတွေဖြစ်နေပြီးတော့ခဏကြာမှာတော့ Airless ရဲ့ရေစင်းဘိုက်ကနေထွက်လာတာ Shore ထဲဝင်သွားတဲ့ main ကလေးတွေမဟုတ်နေဘဲနဲ့သွေးတွေနဲ့ခဏကိုအပိုင်းစားတွေသာဖြစ်နေခဲ့ပါတယ်။ဒီမြင်ကွင်းကြောင့်လူသားကလည်းထိတ်လန့်ကုန်ကြသလိုအနားအဆောက်ကြည့်နေတဲ့ Connect ကပါ Shore ရပြီးတော့လဲကျသွားပါတော့တယ်။ဒါမှမဟုတ် Shore ထဲမှာဖြတ်သန်းရမယ်နောက်တဲ့လူတစ်ယောက်ကြံနေပါသေးတယ်။သူကတော့အခြားသူမဟုတ်ဘဲနဲ့တုံမီပဲဖြစ်ပါတယ်။ ကံကောင်းစွာနဲ့ပဲထိုမီယာအဲလစ်ဝင်သွားတဲ့ရှော့ရဲကိုမှတိုးချခံခဲ့ရတာဖြစ်ပြီးတော့သူရှိရမင်းကလေးတွေရဲ့ခန္ဓာကိုယ်တွေနဲ့ဓာတ်သားတွေကိုမြင်လာရတဲ့အခါမှာတော့ထိုမီယာလည်းကြောင်ရလက်အားနဲ့ပိုက်တွေကိုခြေထောက်နဲ့ကန်ရင်တတ်နိုင်သမျှအပြုတ်မကျအောင်ထိန်းထားဖို့ကြိုးစားနေခဲ့ပါတယ်။ဒါပေမဲ့လည်းနောက်ဆုံးမှာတော့ထိုမီလည်းရည်စည်းကြောင်ကြောင်တဖြည်းဖြည်းနဲ့ဒီဟုတ်တိုက်ပါသွားခဲ့ပြီးတော့နောက်ဆုံးမှာတော့ဓာတ်သားတွေစီဖြည်းဖြည်းချင်းကပ်သွားခဲ့ပါတယ်။တစ်ချိန်တည်းမှာပဲခွန်နိုင်ကလည်းသတိပြန်ဝင်လာပြီးတော့ပေါ်နဲ့ပြီဆယ်လာကိုရှော့ရဲကနေဆင်းနေတာချက်ချင်းရက်တက်မှုတွေပြောလိုက်ပါတယ်။ ါပေမဲ့အဆက်အသွယ်ပြုလုပ်တဲ့ဆက်ကချွတ်ရွေးနေပြီးတော့ပြိုင်ပွဲကပုံမှန်တိုင်းဆက်သွားနေတယ်လို့ယုံကြည်တဲ့သူတို့ဇုံတွဲကလည်းပြိုင်ပွဲထဲအဝင်မဆုံးဖြတ်ခဲ့ကြပါတယ်။ဖော့ကကျောင်းသူ2ဦးနဲ့အတူတွားခဲ့ပြီးတော့ preset လာကတော့ fake နဲ့သူတကယ်ချင်းနဲ့အတူလိုက်သွားခဲ့ပါတယ်။ဒီအချိန်မှာလည်းကန်ဆိုးသူကထုံမင်းသားဖြစ်နေပြန်ပြီးတော့အကြောင်းကတော့ဖော့နဲ့သူ့အဖွဲ့ကသူရှိနေတဲ့ short ထဲကိုဆင်းလာခဲ့တာကြောင့်ဖြစ်ပါတယ်။မျိုးသမီးငယ်နှစ်ဦးကသူ့ကိုဝင်တိုက်မိသွားတာကြောင့်ခြေထောက်နဲ့ကန်ထားရတဲ့ထုံမီကိုဓာတ်သွားလေးစီကိုတွန်းချလိုက်တယ်လို့ဖြစ်သွားရပြီးတော့နောက်ထပ်သေဆုံးသူတဦးဖြစ်သွားခဲ့ရပါတော့တယ်။ဖော်ကတော့ရှောဘောကနေဆင်းရမှာကြောက်တဲ့အတွက်နောက်ဆုံးမိနစ်မှာဖတ်တွေ့ထားခဲ့ပါတယ်။ သူကကြောင်ရလန်အားနဲ့ကတ်ရွေထားတာကြောင့်အသက်ရှင်ခဲ့ပေမဲ့ဂျော့ရှ်ကသူ့ကိုဆွဲထုတ်ဖို့ကြိုးစားရင်းနဲ့မအောင်မြင်မဲ့နောက်ဆုံးမှာတော့ပေါ်လဲရင်းစင်းပိုက်ထဲပြုတ်ကြပြီးတော့ဒါတော့တွေအောက်မှာပန်းညံပါရှင်လဲတိတ်ဆုံးသွားခဲ့ရပါတော့တယ်ဒီအဖြစ်အပျက်တွေအားလုံးမြင်နေရတဲ့ခွန်နိတ်ကလည်းအခြားသူတွေကိုပါအနေနဲ့ထပ်မဖြစ်ခင်ခင်မာလီနဲ့ချက်စ်တိုရေပိုက်တွေကိုပိတ်ခိုင်းခဲ့ပြီးတော့ခင်မာလီကလည်းဂိုဒေါင်နဲ့ဝင်သွားတဲ့အခါမှာတော့တွေးရည်နဲ့မိုက်ကယ်ရဲ့ရုပ်အလောင်းအောင်မှတွေးလိုက်ရတာကြောင့်ပို့ပြီးတော့ထိတ်လန့်သွားခဲ့ရပါတော့တယ်။ဂျော့ဂျ်နဲ့ခါနေတို့ကကျန်တဲ့ကျောင်းသားတွေကိုဆင်းမို့တားဆီးခဲ့ပေမဲ့ဖေးနဲ့သူ့တငယ်ချင်းတွေကသူတို့စကားကိုနားမထောင်ဘဲနဲ့ဂျော့ဂျ်နဲ့ခွန်နိတ်တို့ကိုပါရှော့တဲ့တွန်းချလိုက်ကြပါတော့တယ်။ ဒါပေမဲ့ကံကောင်းစွာနဲ့ပဲသူတို့ကြသွားတဲ့ပိုက်တွေကထောက်ချောင်းမရှိခဲ့ပါဘူးရေကူးကဟာသူချင်းချင်းနေရဲနေပြီးတော့ရှော့ထဲမှာလဲထောက်ချောင်းမိသူတွေရဲ့ခနာကိုအစိပ်ပိုင်းနေပြစ်နှက်နေခဲ့ပါတယ်ပြုံရှင်စရာကောင်းအောင်မဲ့ဘွယ်နှင်းတပင်ဟာလဲဝက်ဖေလီမှာနောက်ဆုံးတစ်ချိန်ကြွေကွဲပွဲရာအဖြစ်ဆိုးအနေနဲ့အဆုံးသတ်သွားခဲ့ရပါတော့တယ်ဒီစင်ကောင်းစရာတဲ့င်းကလဲဒေတာတစ်ခုလုံးကိုပြစ်နှက်သွားပြီးတော့ဒီလိုနဲ့လအနှဲငယ်ကြားတဲ့ခါမှာတော့ကျောကရှင်းနေရုံမှရီးစားဖြစ်တဲ့ခင်မာလင်းနဲ့အတူရှိနေခဲ့ပါတယ် ရှင်းနေရသူဖခင်မိုက်ကယ်တည်တန်းစာအရာဝက်ဖယ်လီရေကစားဥယျာဉ်နဲ့ပိုင်ဆိုင်မှုတွေကိုဂျော့ကိုလွှဲပြောင်းပေးခဲ့ကြအောင်ပြောပြခဲ့ပြီးတော့ဂျော့ကလည်းဖခင်ရဲ့ဆန္ဒအတိုင်းပန်းညံကိုဈေးဝယ်စင်တာဖြစ်ဆောက်လုပ်ဖို့သဘောတူခဲ့ပါတယ်ပေးနာမှာတော့ပန်းချံပိုင်ရှင်ဟောင်းပေါ်ရဲ့ဇနီးဖြစ်တဲ့ထရီဆယ်လာလက်ရှိနေပြီးတော့သူမကလည်းပန်းချံထဲကသူမရဲ့ရှယ်ယာငွေတွေကိုရရှိသွားခဲ့ပါတယ်။ George ကလည်းသူမရဲ့ခင်မိုးကိုမကယ်တင်နိုင်ခဲ့တဲ့အတွက်ဆမ်ကောင်းကြောင့်ပြောက်လာပြီးတော့ထရီဆယ်လာကလည်း George ကိုအပြစ်မတင်မနဲ့နှစ်သိမ့်ပေးခဲ့ပါတယ်။ ဒါမဲ့ကျောင်းနဲ့စကားပြောပြီးတဲ့နောက်မှာတော့ Priscilla ရဲ့မျက်နှာမှာကျေနပ်ပြီးလှုပ်ဝက်တဲ့အမူအရာတစ်မျိုးကိုပြသလာရင်းနဲ့သူမရဲ့အတိတ်ကအမှတ်ရစရာဖြစ်ရတဲ့ခုကိုပေါ်လာခဲ့ပါတော့တယ်။ခလေးဘွားတော်က Priscilla ဟာ short hair ကနေဆင်းလာပြီးတော့ရေကန်ထဲမှာသူမဖခင်ရဲ့အသက်မဲ့နေတဲ့ခန္ဓာကိုတွေ့ခဲ့ရပါတယ်။သူမကလည်းဝန်ထမ်းတွေကိုအဟိတ်အကူအညီတောင်းခဲ့ပေးမယ်။သူတို့ကတော့အဲ့ဒီအချိန်မှာအနမ်းဖက်လှယ်နေခဲ့ကြပြီးတော့အကူအညီမရတဲ့အတွက်ဖခင်ဖြစ်သူကလည်းအသက်ဆုံးရှုံးသွားခဲ့ရပါတော့တယ်။အဲ့ဒီနေ့ရဆလို့ Priscilla ဟာလည်းတာဝန်ရှိသူတွေကိုလက်စားချေဖို့နဲ့ရေကစားဥယျာဉ်ကိုအပြီးတိုင်ပြည့်ပြည့်အောင်ဖန်တီးဖို့ဆုံးဖြတ်ခဲ့ပါတော့တယ်။ မိုင်ကယ်နဲ့တွေ့ချိန်မှာတော့ဒီအစီအစဉ်ကလည်းအထမြောက်သွားပြီးတော့မိုင်ကယ်လည်းသူမရဲ့စကားကိုနားယောင်ရင်းနဲ့ပန်းချန်ဝယ်ယူသွားပါတော့တယ်။အဲ့ဒီနောက်မှာတော့မိုင်ကယ်ကိုဖိတ်ရှားပြီးတဲ့နောက်မှာပီဇလာဟာလည်းသူမရဲ့အစီအစဉ်အတိုင်းပန်းချန်ကိုနမဲဆိုးနဲ့ကြော်ကြပြီးဘယ်တော့မှပြန်မထူနောင်နိုင်တော့အောင်ចောင်းသားတွေကိုပါပိတ်မှတ်ထားပြီးတော့ပုံမှုဆိုးရတဲ့တိုက်ခိုက်မှုတွေစတင်လာခဲ့ပါတော့တယ်။နောက်ဆုံးမှာတော့ပန်းချန်ကိုရောက်ချလိုက်ပြီးတော့ဇင်ဝန်စင်တာအဖြစ်ပြောင်းလဲလိုက်တာကြောင့်ပီဇလာအတွက်တော့သူမရဲ့ကလဲစားချင်မှုအောင်မြင်ခဲ့ုံသာမကဒီကိစ္စတွေအားလုံးကနေငွေကြေးအမျက်ဆိုးမှရရှိသွားခဲ့ရင်းနဲ့ပဲဒီဇလန်းလေးကလည်းဒီမှာပဲအဆုံးသတ်သွားခဲ့ပါတော့တယ်။ ဒီတော့ပြိသက်တို့ရောပရီဇလာရဲ့ကြောက်မဖွယ်ရလက်စားချင်မှုကိုဘယ်လိုများမြင်မိလဲဆိုတာကိုကောမန့်မှာပြောပြပေးသွားကြပါအောင်ဗျ။ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲ။စုံနေကြည့်ရှုပေးရတဲ့အတွက်အားလုံးကျေးဇူးတင်ပါတယ်။နောက်ဗီဒီယိုလေးမှာပြန်တွေ့ကြပါမယ်။